ဆက်မြစ်ပြင်မှာလက်နက်တွေပေါက်ကွဲတာထက်ပိုပြီးကြောက်ဖို့ကောင်းတာကတပ်တုတွေနဲ့ရောင်းဝယ်ဖောက်ကားနေတဲ့အာဏာပဲဖြစ်ပါတယ်။တကယ်လို့ဒီချိန်မှာတရုတ်နဲ့ပေါင်းမသွားခဲ့ရင်မြန်မာအနာဂတ်ဟာတပ်တုအရင်းမြစ်တွေနဲ့တောင်မှပဲကယ်တင်လို့မရတဲ့အခြေအနေမျိုးဖြစ်လာနိုင်ပါတယ်။ရှားပါတပ်တုတွေဟာစစ်ပွဲအန်ဒီယေကိုကွယ်ဝဲနေတဲ့လက်ကွက်တစ်ခုသာ ဖြစ်ပါတယ်။ဒါကိုနားလည်ဖို့ ဖြူဟာမြောက်စေစားတတ်တဲ့အတွေးခေါ်စေစားတတ်တဲ့ဉာဏ်တွေကိုတောက်ချဖို့လိုအပ်ပါတယ်။မြန်မာနယ်စပ်တစ်လျှောက် AO ERO တွေက Red at 10 Tungsten Antimony လို့ခေါ်တဲ့တတုတွေကိုထိတ်ထုတ်လာတဲ့အခါမှာအကြီးမားဆုံးအကျိုးခံစားခွင့်ဟာတရုတ်စီကိုပဲရောက်နေတာဖြစ်ပါတယ်။ဒါကြောင့်တရုတ်ကအဲ့ဒီဖွဲ့တွေနဲ့ဆက်ဆံရေးပုံပြီးအားကောင်းလာတဲ့အခြေအနေတွေ့ရတာပါပဲ။ဒါပေမဲ့ တတိထားဖို့လိုတာကတရုတ်ဟာတရားဝင်သဘောတူညီမှုမရှိဘဲအောက်လန်နီဖောက်ပြန်တဲ့နည်းတွေနဲ့တတ်တူတွေကိုယူနေတာဖြစ်ပါတယ်။ဒါဆိုရင်ဒီအခွင့်အရေးတွေကရင်းရှိတည်တန်းတဲ့နိုင်ငံကြီးအာဏာအဖြစ်ပြောင်းလဲနိုင်ပါမလား။ဒီနေရာမှာတရုတ်ရဲ့နှစ်ဖက်ကစားတတ်တဲ့အခြေအနေကိုတတိပြုမိဖို့အရေးကြီးပါတယ်။သူတို့ဟာတရားဝင်နဲ့တရားမဝင်တာတဲ့အခြေအနေကြားမှာ ဘေကျင်းအဆင့်မဟုတ်ပဲယူနက်အဆင့်ကနေမာတီလီယာ exploitation လုပ်နေတာဖြစ်ပါတယ်ဥပမာ AI ရဲ့တောင်ပေါ်ကတတ်တူတွင်မိုင်းတွင်မိုင်းလုပ်ငန်းတွေဟာတရုတ်ရဲ့ဤပညာအကူအညီနဲ့လောက်ကင်နေရတာဖြစ်ပါတယ်ဒါဟာမြန်မာနိုင်ငံရဲ့အရင်အမြင့်တွေကိုစနစ်တကျခေါင်းပုံဖြတ်နေတာနဲ့အတူတူပါပဲ ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့တတ်တုအချုပ်ချုပ်အာဏာလို့ခေါ်တဲ့ minority sovereignty ကိုစေရေးအရင်အမြင့်မဟုတ်ပဲနိုင်ငံရေးတည်ငြိမ်မှုအတွက်အခြေခံအဖြစ်ပြောင်းလဲပြဖို့လိုအပ်ပါတယ်ဒုတိယအနေနဲ့တရုတ်ရဲ့ချုပ်ချက်ထားတဲ့ view ဟာ China containment strategy ကိုကျင့်သုံးပြီးတရုတ်နဲ့ရှုပ်ထွေးနေတဲ့တတ်တုရောင်းဝယ်မှုတွေကိုတစ်ဖက်တည်းမဟုတ်ပဲနိုင်ငံတကာဈေးကွက်နဲ့ပါချိတ်ဆက်ဖို့စဉ်းစားသင့်ပါတယ် တရုတ်ကိုဆုတ်ဖြတ်နိုင်စွမ်းရှိတဲ့သူတဦးတည်းမဖြစ်အောင်မဟာဗျူဟာပြောင်းလဲရပါမယ်။တတိယအချက်အနေနဲ့အုပ်ချုပ်မှုမှာတရားဝင်မှု Governance Legitimacy ကိုတည်ဆောက်ဖို့မဖြစ်မနေလိုအပ်ပါတယ်။ဒေသခံတွေရဲ့ယုံကြည်မှုကိုရဖို့လုံသားအခွင့်အရေးနဲ့တဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိတဲ့စီမံခန့်ခွဲမှုတွေကိုတည်ဆောက်ဖို့လိုအပ်ပါတယ်။တတူတူဖို့တဲ့အဖွဲ့တွေဟာအုပ်ချုပ်တဲ့အစိုးရလိုပေါ်ထွက်လာဖို့လိုအပ်ပါတယ်။ အနာဂတ်မှာ EAO EAO နဲ့တရုတ်စီးပွားရေးဆက်ဆံရေးဟာပိုပြီးတော့ပုံမှန်ခွဲခြားလို့မရတဲ့စနစ်ဖြစ်လာနိုင်ပါတယ်။ဥပမာအားဖြင့် state owned local broker ပုံစံတွေပုံများလာပြီး transparency လို့ခေါ်တဲ့ပွင့်လင်းမြတ်တာမှုလုံးဝမရှိတော့တာမျိုးဖြစ်လာနိုင်ပါတယ်။နောက်ခုဟာပြည်သူတွေဟာတဘာဝပတ်ဝန်းကျင်ဖြည့်ဆည်းမှုအပေါ်အရေးတကြီးတုံ့ပြန်စံကျင်မှုတွေဖြစ်လာနိုင်ပါတယ်။မိုးမောက်ချီဖွဲလို့နေရာတွေမှာပြည်သူအခြေခံ စမ်းကျင်မှုတွေကြီးထွားလာပြီးတော့အုပ်ချုပ်ရေးဆိုင်ရာအကြအတန်း governance crisis တွေဖြစ်လာနိုင်ပါတယ်အခုမဖြစ်သေးတော့မှမကြမီမှာဖြစ်ပေါ်လာနိုင်ပါတယ်ရွှေတွေကရတဲ့ငွေကဘယ်သူစီရောက်နေလဲကြေးရလူထုတွေကတော့ပတ်ဝန်းကျင်ညံ့မှုနဲ့ရွှေပြောင်းခံနေရတာကိုဘယ်လိုဖြေရှင်းမလဲဆိုတဲ့မိကုံးတွေဟာအရေးကြီးတဲ့မိကုံးတွေဖြစ်ပါတယ်ဒါတွေဟာအချိတ်ကိုက်ဘုံတလုံးလို့ပါပဲ။ တတုတွေကိုအာနာလို့မာရင်းစွာယုံကြည်နေအောင်မဲ့ဆိုရင်တော့အင်အားမဲ့တဲ့အဖွဲတစ်ဖွဲ့ဟာအင်အားကြီးတဲ့တရုတ်အတွက်တတုထုတ်လုပ်ပေးရဲ့လက်အောက်ခံ sub contractor တယောက်သာဖြစ်သွားနိုင်ပါလေတကယ်လိုအပ်တာကတတုတက် governance ဖြစ်ဖို့လိုအပ်ပါတယ်ငွေထက်ထောက်ခံတဲ့ပြည်သူတွေရဲ့ယုံကြည်မှုရဖို့လိုအပ်ပါတယ်နောက်တော့မရှိတဲ့မြမတောင်းဝန်ယူမှုတိဆောက်ဖို့လိုအပ်ပါတယ်ဖြစ်နိုင်ခြေတချို့ကိုတင်ပြချင်ပါတယ် ပထမအဆုံးအနေနဲ့တရုတ်ကမြန်မာ EAO တွေဆက်ဆံရေးကိုတစ်ဖက်တည်းညှစ်မဲ့ဆိုရင်အဲ့ဒီအဖွဲ့တွေအတွက်တရုတ်တစ်ဖက်တည်းမှာမိခိုနေရတာဟာရုံထွက်လို့မရတဲ့ငက်လောက်ကံတစ်ခုဖြစ်လာနိုင်ပါတယ်ဒုတိယအနေနဲ့နိုင်ငံတကာပိတ်ဆို့အရေးယူမှုတွေကစစ်အဖွဲ့တွေနဲ့အတူ EAO တွေအပေါ်ကိုကြောက်လာမဲ့ဆိုရင်တတုတုံးဆွဲသူတွေကအကျဉ်းဝန်းနဲ့ညီတဲ့ထုတ်လုပ်မှုစနစ် ethical social system never where you dormant ဆိုရင် ီဖွဲ့တွေရဲ့တတ်တူတွေဟာတရားမဝင် ဖြစ်သွားနိုင်ပါတယ်။ဆက်ဆက်ပတ်သက်မှုတွေပိတ်ဆို့ခံရတဲ့ဆန်ရှင်တွေတရားမှုတွေရှိကောင်းရှိလာနိုင်ပါတယ်။တတိယအနေနဲ့ AO တစ်ဖက်ကတဘာဝအရင်းမြစ်အပေါ်မှာ ပွင့်လင်းမြင့်တာမှုအပြည့်ရှိတဲ့စနစ် full transparency system တစ်ခုကိုတည်ဆောက်နိုင်ခဲ့မယ်ဆိုရင်တော့အဲ့ဒီဘက်ဟာတကယ်တန်ဖိုးရှိတဲ့စီးပွားရေးမိဖက်ဖြစ်လာပြီးနိုင်ငံတကာနဲ့တရားဝင်ချိတ်ဆက်ဖို့အထိလမ်းပွင့်သွားမှာဖြစ်ပါတယ် နောက်ဆုံးအနေနဲ့ပြောချင်တာကတရုတ်နဲ့စနစ်တကျမတရားလုပ်မယ်ဒေသခံတွေနဲ့တရားမျှတမှုမရှိဘဲတတူထုတ်ယူနေမယ်ဆိုရင်မြန်မာနဲ့ EAO နဲ့ဥစလုံးတတူထဲမှာပိတ်မိနေတဲ့အရေးမပါတဲ့ပတနာတယောက်ပဲဖြစ်သွားမှာပါအောင်မြင်ဖို့ဆိုရင်တော့တတူထပ်ပို့တဲ့ vision တစ်ခု ရှိကိုရှိဖို့လိုအပ်ပါတယ်ဒီတော့မြန်မာနိုင်ငံရဲ့နိုင်ငံရေးအနာဂတ်အတွက် တတုထဲကအာနာကိုငိမ့်ချင်ရေးထဲကအာနာအဖြစ်တည်မြဲအောင်ဘယ်လိုပြောင်းလဲနိုင်မလဲဆိုတဲ့အပေါ်မှာမိစီယာပေါ်နေပါတယ်ကျွန်တော်မိတ်ဆွေတွေဒီမိကုန်းကိုဖြည့်ကြည့်ပါကျေးဇူးတင်ပါတယ်